ဟလုံးမဲမင်္ဂလာပါနေရှင်မချန်နယ်ရနေကြိုဆိုလိုက်ပါတယ်ပြီးခဲ့တဲ့ဒဇောင်းနိုင်လုံးကကလေးလေးလေးချောင်းပိတ်တော့မိဘအိမ်ကိုအလဲတောက်ပြပါတယ်အမေနဲ့အဖေကအုံထမင်းစားခြင်းနဲ့ဆိုလို့ထမင်းပေါင်းနဲ့လွဲချက်နီးလေးချက်ပြီးဖြစ်ပါတယ်အုံထမင်းချက်ဖို့ကျွန်တော်တို့ပေါ်ဆန်းမွေးရဲ့ကျက်သွန်နီချော်ရဲ့စားတကြားတကြပုတ်ခေါအုံအနှစ်ရဲ့စီနေခဲ့ရဲ့ ျွန်တော်ကအုံးနစ်ကိုခရင်တိုက်ဝယ်တော့အရင်ဆုံးမှုေ့ပေးထားရပါတယ်။အဲ့ဒါမှအောက်မှာအနေရီထိုင်းမနေအောင်လို့ပါ။ကျွန်တော်တို့မိသားစုကလူများတော့ကျွန်တော်ကဆန်က6လုံးတော့တဲရပါတယ်။ကျက်သွန်နီကျော်လေးကတော့မှုေ့အောင်ထဲတာပါ။ပြီးရင်စားရဲ့တကြားရဲ့တကြဘူးကောက်ရဲ့စီရဲ့ကျွန်တော်တို့အင်အားအချို့ကြိုက်တော့ကျွန်တော်တကြားနည်းများထားပါတယ်။ပြီးတော့အုံးနစ်ရေပေါ့နော်။ ဆန်က6လုံးဆိုတော့ကျွန်တော်ကရေက9လုံးထည့်ရပါတယ်ရေက9ခုထည့်ရပါတယ်ဒီရင်အရသာတွေနှံ့အောင်ငွေပါတယ်ပြီးရင်တော့ပုံမှန်ကျွန်တော်ထမင်းချက်တဲ့အချိန်မှာပဲထမင်းပေါင်းနဲ့ထည့်ပြီးမီကလိုလေးဖွင့်လာပြီးတည့်လိုက်အောင်ပါပဲအဲ့လိုတည့်ထားတဲ့အချိန်မှာကြက်သားလေးနှက်ပါမယ်ကြက်သားကတော့ပုံမှန်နှက်တာတဲ့အချိန်မှာပဲဂျင်းကြက်သွန်မြူနဲ့ရသာထည့်ပြီးတော့နိုင်ဝက်45မိနစ်နှက်ထားလိုက်အောင်ပါပဲပုံထမင်းနဲ့တွဲစားဖို့တည့်ရချင်းလေးတုပ်ပါမယ် တရက်ချင်းရဲ့ကြက်သွန်နေရဲ့ငြိုသီးစင်းရဲ့ရတာအတွက်စိုင်းကြုံမုံရဲ့စီရဲ့ဆိုရင်အုံထမင်းနဲ့တွဲစားမယ်အီဘီလေးရပါပြီကျွန်တော်ကနည်းနည်းလေးစိတ်အောင်မြေဘဲဆန်တောင်းလေးပါထည့်လိုက်ပါတယ်ကျွန်တော်တို့အိမ်ကအမြဲတမ်းကျွန်တော်ငယ်ငယ်လေးကလေးကအလိုပိတ်ရဆိုရင်တခုခုတော့အမြဲတမ်းလှုပ်ရှားနေလေးရှိတဲ့မိသားစုပါအဲ့လိုနေပြီးတော့တရက်ချင်းလေးရတဲ့အချိန်မှာကျွန်တော်စီကိုတဲ့တယ် ခုနကတော့နှက်ထားတဲ့ကြက်သားတွေကိုကျွန်တော်ထည့်ပြီးကြောပါမယ်။အဲ့လိုကြောခြင်းအဖြစ်ကြက်သားတွေကအပေါ်ရန်တင်းပြီးတော့စားလို့ကောင်းပါတယ်။ကြက်သားကိုကျွန်တော်ကဣဆန်နေအောင်တင်းပါပါ။အဲ့တော့အုပ်ထားပြီးတော့ရေးထွက်လာတဲ့ဒီစောက်ပါတယ်။ကြက်သားတွေကရေးထွက်လာတဲ့အခါမှာသူ့ရေနဲ့သူ့ရင်ကိုကျွန်တော်ကြက်သားတွေကဣဆက်သွားပါတယ်။ကျွန်တော်ရေးဆွက်စရာလည်းမလိုပါဘူး။အဲ့ဣဆက်ပြီးတော့စီးပြန်တဲ့ဒီကျွန်တော်ဆက်ပြီးတော့တဲပါတယ်။ စီပြန်းလာတဲ့ခါမှာကျွန်တော်မဆလာအုပ်လိုက်ပါတယ်အဲ့ချိန်မှာကျွန်တော်တို့အုံထမင်းတည်ထားတာကိုလည်းမှုမှုပေးရပါတယ်မဟုတ်ရင်အကျက်မညီတာတွေအောက်မှာကတ်နေတာတွေဖြစ်တတ်ပါတယ်အဲ့ဒီနောက်ကျွန်တော်စီတက်ပြီးတော့ကျွန်တော်ကလဲပဲနှက်ပါမယ်မဆလာထည့်ပါတယ်ပြီးတော့ကလဲပဲတွေထည့်မယ်မှုရင်မယ်ပြီးရင်ကျွန်တော်အုပ်ထားပြီးတော့ကလဲပဲကိုတည်ထားလိုက်ပါတယ်ကလဲပဲတည်ရတော့နည်းနည်းအချင်းကြပါတယ် အဲ့လိုတဲထားတဲ့အချိန်မှာကျွန်တော်ကငရုပ်သီးကြော်ပါမယ်။ CO တဲ့ကိုကျွန်တော်ကပဇွန်ကြောက်ထည့်ပြီးကြော်ပါမယ်။ဇွန်ကြောက်နဲ့မှုလိုက်ရင်ငရုပ်သီးခွဲချမ်းထည့်မယ်။ပြီးရင်အရသာထည့်ပါမယ်။အရာတွေပြီးပြီဆိုရင်ကျွန်တော်ကကြက်သွန်ပြူကြော်ထားပြီးသားကြက်သွန်ပြူကြက်သွန်နေကြော်ကိုခြေပြီးတော့လုံးလိုက်ရုံပါပဲ။ထည့်ပြီးတော့မှုလိုက်တဲ့သဘောပါပဲ။အဲ့ဒါဆိုရင်တော့ဝန်ထမ်းမိနစ်အတွက်စာမယ်ငရုပ်သီးကြော်လေးရပါတယ်။ အဲ့နောက်အုံထမင်းကလည်းကြက်ပါပြီ။အဲ့တော့အဖေတို့မိတို့စားဖို့ကျွန်မပြင်ဆင်ပေးဖြစ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။အားလုံးပဲမိသားစုနဲ့ပျော်ရွှင်ကြပါစေ။